ကျောင်းလာကြတဲ့ဆရာကြီးဆရာမကြီးများနဲ့တကောဂုံတီရှိဧည့်သည်တော်ကြီးများတာတာမီမီများနဲ့တာတာမီမီတို့ရဲ့ဖေဖေမီမီများဆရာဆရာမများအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်မင်္ဂလာပါအာတီချာမီမီနဲ့ဆရာဆရာမတွေအဖွဲ့ကကျွန်တော်ဒီအစီအစဉ်နဲ့ပတ်သက်တဲ့အကတွေကိုလျှို့ဝှက်ထားခဲ့ကြတာပါ ျွန်တော်တရှင်းတော်တော်များများကိုကျွန်တော်ခေါ်မပြပါဘူးဖွင့်ပွဲကနေစပြီးတော့အခုကသွားတဲ့အစီအစဉ်တွေကိုကြည့်ရတာကျွန်တော်အရန်ကိုအော်မင်တဲ့မင်မင်တဲ့ရပါတယ်ပစာဟောင်းသားနဲ့ပါပဲဒီချမေမင်းနဲ့ဆရာဆရာမတွေအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်တတမီမီရဲ့ဒီနေ့လုံနိုင် စွမ်းတွေကိုမြင်ရတာမိဘတွေရဲ့ပံ့ပိုးမှုဆရာဆရာမတွေရဲ့တင် जा မှုနဲ့ ဲ့လိုမျိုးတွေရဲ့ရလက်တွေဖြစ်ပါတယ်နော်အိုဆရာဆရာမတွေရဲ့ပံပိုးမှုမိဘတွေရဲ့ပံပိုးမှုဒီချက်မိမိရဲ့အဓိကအတင်ကြောင်းမှုတွေမပါဘဲနဲ့ဒီလိုဒီလိုနေမျိုးမှာဒီလိုပွဲမျိုးဖြစ်လာဖို့ဆိုတာမလွယ်ပါဘူးအရင်ကိုခက်ခဲပါတယ်ကျွန်တော်ကျောင်းလုပ်ငန်းစဉ်လေးကိုနည်းနည်းလေးရှင်းပြပါမယ်မိဘတို့ဖေဖေမင်းတို့တွေလည်းနောက်ထပ်အစီအစဉ်တွေကိုထပ်ပြီးကြည့်ကြည့်နေမယ်လို့မျှော်လင့်ရတော့ကြောင်းမလို့အချင်းချင်းလေးပဲပြောပြပါမယ်နော် ကျွန်တော်မနေ့ကဒီနေရာမှာဂရီပေးသွားတဲ့အတိုင်းပဲဒီနေ့မှာကျွန်တော် P3 တန်းကိုတိုးချဲ့ပြီးတော့ဖွင့်လှစ်ခဲ့ပါတယ်ကျွန်တော်တို့ EFG ရဲ့ရည်ရွယ်ချက်က International Primary ပြီးတဲ့အထိသွားမှာဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့လာမယ့်နှစ်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ P4 တန်းကိုတိုးချဲ့ပြီးဖွင့်လှစ်သွားပါမယ်ဆိုတဲ့အကြောင်းကိုသတင်းကောင်းလေးဒီကနေပေးပြစေ ကျွန်တော်တို့ EFG International Preschool and Learning Center ဆိုတဲ့ခွင့်ပြုချက်ကနေပြီးတော့နောက်တိတ်မကြတော့တဲ့အချိန်ကာလအတော်တွင်းမှာ EFG International School ဖြစ်တော်မှာပါအဲ့ဒါကိုလည်းဒီကနေပြီးတော့သတင်းကောင်းလေးပေးခြင်းပါတယ်ခင်ဗျာနောက်ပညာသင်နှင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ရန်ကုန်မြို့ရဲ့အစွန်ဘက်မြို့နယ်တစ်ခုခုမှာပေါ့နော်ကျောင်းဝဲတစ်ခုထပ်မံဖွင့်လှစ်နိုင်အောင်လဲကျွန်တော်တို့စူးစမ်းနေပါတယ် ီနေ့မှာဆိုလို့ရှင်လေကျွန်တော်တို့ဒဂုံစိတ်ကမ်းမြို့နယ်မှာ campus နောက်တစ်ခုကိုထပ်မံဖွင့်လှစ်နိုင်ခဲ့ပါတယ်။အဲ့ဒါလေးလည်းတင်ကောင်းပေးကြပါတယ်ခင်ဗျာ။နောက်တစ်ခုကတော့ဖေဖေမေမေတို့လာကုံတဲ့အချိန်မှာကျောင်းလာကပေးသွင်းတဲ့အခါမှာပေါ့နော်။ပုံမူလွယ်ကူမြန်ဆန်အောင်လို့ဆိုပြီးတော့ကျွန်တော်တို့တွေဒီ pay တွေ banking system တွေကိုလည်းဒီနေ့မှာကျွန်တော်တို့အဆင့်မြင့်ခဲ့တာတွေရှိပါတယ်။အဲ့လိုမျိုးပေးနေလဲဖေဖေမေမေတို့နောက်လာနောက်လာတွေမှာလွယ်ကူအောင်ပေးချေနိုင်ပြီဆိုတဲ့အကြောင်းလေးလည်းတင်ကောင်းပါပါတယ်ခင်ဗျာ။ နောက်တစ်ခုတာတာမီမီလေးတွေရဲ့စနေတနင်္ဂနွေပြည့်ရက်တွေမှာပဲဖြစ်ဖြစ်စမ်းမားမှာပဲဖြစ်ဖြစ်အားကစားတင်တန်းတွေကိုပို့မယ်ဆိုလို့ရှိရင်ပေါ့လေကျွန်တော်တို့မှာအခုဒီနေ့မှာမှကျွန်တော်နဲ့ပါတနာအဖြစ်ပါတနာဖြစ်ခဲ့တဲ့ Time CD က host spot ပြင်မလို့ကြားဘူးကြားလိမ့်မယ်လို့ထင်ပါတယ် Indo အားကစားကွင်းနဲ့ယခုကံရှိတဲ့ host spot ဟာဆိုလို့ရှိရင်ကျွန်တော်ဒီနေ့မှာ EFG နဲ့ပါတနာပြုလုပ်နိုင်ခဲ့ပါတယ် ဖေဖေမေတို့အနေနဲ့သာသာမီမီတွေကိုအားစားတင်တဲ့နေပို့မယ်ဆိုလို့ရှိရင်ចောင်းသားကတ်လေးတစ်ခုပဲယူသွားပေးပါတတ်မှတ်ထားတဲ့ promotion တွေအများကြီးရှိပါတယ်ဆိုတဲ့အကြောင်းတရားနေပြီးတော့သတင်းကောင်းလေးပေးခြင်းပါတယ်ခင်ဗျာ Osborne ဆိုလို့ရှိရင်အားကစားတင်တဲ့နေအပြင်နိုင်ငံတကာအဆင့်မီကစားကွင်းအကြီးကြီးကိုလည်းတည်ဆောက်ထားပါတယ် ျွန်တော်တို့ចောင်းတចောင်းအောင်မြင်မှုဆိုတာဖေဖေမေမေတို့ရဲ့ပံ့ပိုးမှုမပါဘဲနဲ့အောင်မြင်မှုမလွယ်ကူပါဘူးဖေဖေမေမေတို့ကကျွန်တော်တို့ចောင်း EFG စတင်တည်ထောင်စဉ်ကတည်းကနေပြီးတော့ဒီနေ့ဒီအချိန်အထိငွေအားလူအားကာယအားညာနာအားနဲ့ပံ့ပိုးပေးခဲ့ကြတဲ့ဖေဖေမေမေတယောက်ချင်းစီတိုင်းကိုကျွန်တော်တို့ရင်ထဲတဲ့ကနေပြီးတော့ကျေးဇူးတင်ရှိကြောင်းလေးလည်းကျွန်တော်ပြောကြားလိုပါတယ်ခင်ဗျာမအားလက်တဲ့ကြားထဲကနေပြီးတော့အခုလိုမျိုးတကူးတကတက်ရောက်ပေးခဲ့ကြတဲ့ဂုံဒီရရှိအပရိသတ်အပေါင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ် ောက်တစ်ခုကတော့တာတာမိမိတွေကိုတင် जा ပေးတဲ့ကျွန်တော်တို့ EFG ကဆရာဆရာမတွေအကုန်လုံးကိုဒီကနေပြီးတော့ကျေးဇူးတင်ကြောင်းပြောခြင်းပါတယ်ခင်ဗျာနောက်ဆုံးညီကုန်းမချုပ်ခင်မှာကျွန်တော်ကျေးဇူးတင်ဖို့ကြံရှိနေသေးတဲ့လူတယောက်ရှိပါတယ်အဲ့ဒီကတော့ဆရာဆရာမတွေရောဖေဖေမေမေတွေရောတာတာမိမိတွေရောတီချယ်မေမေလို့ခေါ်တဲ့ဆရာမကြီးဒေါ်အေးမမမျိုးကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ် ကျွန်တော်ကိုယ်လည်းတကယ်ကိုလေးစားတန်ဖိုးထားရတဲ့ဆရာမကြီးတယောက်ဖြစ်ပါတယ်အခုပွဲလေးမှာကျွန်တော်ကြီးခဲ့ရသလောက်မာတော်မပဲတော်တော်လေးကိုအန်အောအန်အားတင်ခဲ့ရပါတယ်သူ့ရဲ့ခေါင်းထဲမှာဒီကလေးလေးတွေအတွက်ဆရာဆရာမလေးတွေနဲ့စူးစမ်းထားတာလေးတွေဟာတကယ်ကိုရင်သက်ရှုမောဖြစ်ရပါတယ်ခင်ဗျာသူ့ဘဝတစ်လျှောက်လုံးမှာစားလဲဒီစိတ်သွားလဲဒီစိတ်အဲဒီ EFG ရဲ့မှာသူကစိတ်ကောလူရောအပင်ပန်းခံပြီးတော့ရင်းနှီးမြှုပ်နှံထားတဲ့လူတယောက်ဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံလုံးအာကြီးလို့စိတ်ကောလူရောရင်းနှီးမြုပ်နှံလုံးအာကြီးလို့တခါတလေကျွန်တော်နဲ့တော်မှပဲတခါတည်းရန်ကရောက်ကစားဖြစ်ရတဲ့အခြေအနေတွေလည်းရှိပါတယ်ခုလိုမျိုး EMG တခုလုံးကိုတသွေးတဲ့တသားတဲ့ဖြစ်အောင်သူဖြစ်ချင်တာတွေကိုမိဘဆရာပူပေါင်းပြီးတော့တက်ညီလက်ညီလှုပ်ဆောင်ပေးခဲ့တာရဲ့အရာတွေအားလုံးကိုလည်းအမခန့်ဖြစ်ရပါတယ်ဒူဒီလူမမယ်ကလေးတွေရဲ့ brainstorm လုပ်တဲ့နေရာမှာ EFG ကထူးခြားနေတာကိုလည်းအားလုံးသိပြီးသားဖြစ်ကြမှာပါတနေ့တန်းတနေ့မတူညီအောင်ထူးခြားဆန်းပြတဲ့တင်ဆက်မှုတွေအတွက်လည်းကျွန်တော်တို့ တကယ်ကိုရင်ခုန်စိတ်လှုပ်ရှားရပါတယ်တကယ်ဖန်တီးမှုကြီးအတွက်ဂုံယူလေးစားရပါတယ်ဆိုရဲအကြောင်းပြောကြားရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါ